ဲစုငိမ့်တော်မစ္စလောကကို34မှအထင်မကြီးကြောင်းပြောလာတဲ့ပိုးချဖြူကင်ပရိသတ်များလုံးမင်္ဂလာပါရှင့်ရက်ကွက်မီဒီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဇလန်တွင်မင်းသမီးပိုးချဖြူကင်ကတော့အလှမဲ့လောကကအထင်ကြီးစရာတကွမ်းမှမရှိကြောင်းပေါ်တင်ပြောဆိုလာခဲ့ပါတယ်အခုဆိုရင်တော်တော်များများကအလှမဲ့လေးတွေကိုသဘောကျပြီးတော့နေရာပေးလာခဲ့ကြပါတယ်အလှမဲ့တဲစုငိမ့်ဟာဆိုရင်လေတကယ့်ကိုနိုင်ငံကုံဆောင်တဲ့အလှမဲ့တယောက်ဖြစ်ပြီးတော့အခုဆိုရင်တော့ရုပ်ရှင်လောကတွေကိုရှောက်လန်းနေခဲ့ပါပြီဒီလိုမျိုးအလှမဲ့ပေါင်းများစွာပေါ်ထွက်လာခဲ့တဲ့ချိန် ိန်မှာလုံဝကိုအထင်မကြီးဘဲနဲ့နှိမ်ချတဲ့စကားကိုပြောခဲ့ရကတော့ပိုးကြဖြူခင်ဖြစ်ပါတယ်။မင်းသမီးကျော်ပိုးကြဖြူခင်ကအခုဆိုရင်တော့အင်မတန်ကိုချမ်းသာကြွယ်ဝတဲ့တထင်းမကြီးအဖြစ်နဲ့ခုံယူစွာရပ်တည်နိုင်ခဲ့ပါတယ်။သူမကဇလန်တွဲမင်းသမီးအဖြစ်လည်းစစ်မှန်တဲ့အရေးချင်းတွေကိုချပြပြီးတော့အောင်မြင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ဘလို့နေပေမှာပဲဖြစ်ဖြစ်အကောင်းဆုံးဆိုတာတွေကိုပဲရယူနိုင်ခဲ့တဲ့သူမအနေနဲ့ပြည့်စည်နေတဲ့မြန်မာနိုင်ငံကအလှမဲ့လောကကိုအထင်မကြီးဘူးလို့ဆိုပါတယ် အားလုံးသိတဲ့အတိုင်းအလားမယ်လေးတွေကလူတွေရှိမှသာလလပပနေရပေမယ့်နောက်ွယ်မှာတော့ရှုပ်ထွေးမှုတွေကအများကြီးပဲဖြစ်ပါတယ်။အလားမယ်တယောက်ဆိုပြီးတော့ပတ်စံတွေအများကြီးရှာနိုင်ဖို့ဆိုတာကလည်းမဖြစ်နိုင်တဲ့အတွက်တထေးကြီးတွေအနာကိုလည်းကတ်နေကြရပါတယ်။ဒါတင်မကဟိုဘော်ဒီဘော်အဝိစားတွေကိုလည်းဝေ့ပြနေရပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်လှပမှုတွေနဲ့ပရိသတ်တွေကိုဆွဲဆောင်နေရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ပိုးကြဖြူခင်ကတော့အထင်ကြီးစရာတကွမ်းမှမရှိတဲ့အလမဲလောကကိုပြတ်သားစွာပြောလာခဲ့ပါတယ်။ အခုဆိုရင်တော့သူမကအရန်ချမ်းသာတဲ့ကလေး၃ယောက်အဖေတထေးကြီးအကိုထွန်းနဲ့လက်ထပ်ထားခဲ့ပြီးတော့တထေးမကြီးဖြစ်နေပါတယ်။ဒီအချိန်မှာအကိုထွန်းရဲ့သားသမီးလေးတွေကိုသူမရဲ့ရင်သွေးလေးတွေလိုမျိုးဂရုစိုက်ပြီးတော့ချစ်ခင်ပေးနေတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကမှသမီးလေးနှစ်ယောက်ကအလှမယ်လေးတွေကိုသဘောကျပြီးတော့သူတို့ကြီးလာရင်အလှမယ်ဖြစ်ကျင်တယ်လို့ပြောခဲ့တာပါ။ဒါကြောင့်မိဘအရင်လိုဖြစ်နေတဲ့ပိုးကြဖြူကင်းကတော့သူ့ရဲ့သမီးလေးနှစ်ယောက်ကိုအင်မတန်ကိုရှုပ်ထွေးလာပြီးခန္ဓာကို လှုပ်ရှားနေရတဲ့အလမဲ့လောကကိုမဝင်စေခြင်းကြောင့်ပြတ်သားစွာပြောလာခဲ့ပါတယ်။ အဲ့ဒီလိုအလှမယ်လုံးမဲ့အစားသူမလိုမျိုးအနုပညာလမ်းကြောင်းကိုရှောက်လန်းပြီးတော့မင်းသမီးတလက်ဖြစ်လို့တာကမှပို့ပြီးတော့အဆင့်တန်းရှိပါသေးရဲ့အလှမယ်လောကနဲ့တရုပ်ဆောင်မင်းသမီးဆိုတာကလည်းတကယ်ကိုမနိုင်ရှင်လို့မရတဲ့အနေအထားကြီးပါဒါကြောင့်သမီးလေးတွေဖြစ်ချင်နေဆိုရင်တော့ရုပ်ရှင်မင်းသမီးအဖြစ်ရှောက်လန်းဖို့အတွက်ခွင့်ပြုသွားမှာဖြစ်ပြီးအလှမယ်လုပ်ဖို့ကတော့လုံးဝသဘောမတူဘူးလို့ဆိုပါတယ်ဒါပေမဲ့ရုပ်ရှင်မင်းသမီးဆိုတာကလည်းဝေဖန်မှုတွေရှိနိုင်တာကြောင့်ဖခင်ရဲ့အမွေအနှစ်ကိုစက်ခံပြီးတော့ယတနာရွှေဆန်းတွေဖွင့်လှစ်ပြီးစီးပွားရေးလုပ်ငန်းတွေက ပဲဦးစီးလုံးကန်ခိုင်းတာကပို့ပြီးတော့တင့်တော်လာပါတယ်။ဒါကြောင့်ပိုးကြပြုခင်ကသမီးလေးတွေကိုအရွယ်ရောက်လာအောင်ပြုစုဆောင်ရှောက်ပေးပြီးသွားရင်သူမတို့ရဲ့အမွေအနှစ်တွေကိုဆက်ခံခိုင်းပြီးတော့စီးပွားရေးလုပ်ငန်းတွေကိုဦးစီးခိုင်းတော့မှာဖြစ်ပါတယ်။သူမကတော့ခင်ပွန်းတဲ့နဲ့အတူတူအေးချမ်းရအေးချမ်းချောင်းတရားစခန်းတွေကိုဝင်ရောက်ပြီးတော့ဇနီးမောင်နဲ့နှစ်ယောက်ဘဝနောက်ဆုံးချိန်တွေကိုအကျိုးရှိစွာနဲ့အသုံးချသွားမှာပါ။ဒီလိုစကားတွေပြောရတဲ့ဆိုတာကခင်ပွန်းဖြစ်သူရဲ့အရင်အိမ်ထောင်ကရတဲ့ကလေးလေးတွေကိုသူမရဲ့သားသမီးအရင်နှစ်လိုမျိုးသဘောထားတဲ့မြတ်တာစိတ် ောင်းဖြစ်ပါတယ်။အခုဆိုရင်တော့သမားရဲ့ရင်သွေးလေးဖြစ်တဲ့သားလေးစိန်ဦးအပြင်နောက်ထပ်အမွာကလေးလေးနှစ်ယောက်ကိုလည်းမွေးဖွားတော့မှာပါ။ဒါကြောင့်သားသမီးရတနာတွေအများကြီးရှိနေတဲ့မေမေပိုးချဖြစ်ခင်ကတော့ကလေးငယ်လေးတွေကိုစိတ်ပူတဲ့အတွက်မတင့်တော်တဲ့အလမဲလန်းချောင်းကိုမလျှောက်ဖို့သတိပေးလာခဲ့ရဖြစ်ပါတယ်။အလမဲလောကဆိုတာရှုပ်ထွေးပြီးတော့အထင်ကြီးစီရာတစက်မှမရှိတဲ့အတွက်သမားရဲ့သားသမီးတွေကိုဘယ်တော့မှအလမဲမလောက်ခိုင်းမှုဆိုတဲ့မေမေပိုးချဖြစ်ခင်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပြည့်တဲ့ကြည့်လို့ရောဘလို့မျိုးထင်ပါတလဲရှင်။အစ ောင်းတဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။